။ကံညာဝိရိယသုံးမျိုးတို့တွင်ညီတီကပုံရိပ်အရေးကြီးကြောင်းကိုမန္တလေးစရဘုရား၏မကဒေဝလင်္ကာများနှင့်အတူမာသုံးကောင်ဝတ္ထုတို့ကိုအမရဗုဒ္ဓမာဂန္ဓံစေတော်ကြီးပထမကျမ်းစာဖြစ်တဲ့ယရဏဂုံကြီးစာအုပ်မှာထုံနှုတ်မျှဝေပါရစေ။မာသုံးကောင်ဝတ္ထုတဲ့မြေတစင်း၌ ကံယုံဉာဏ်ယုံဝိရိယယုံမာသုံးကောင်ရှိဟာအခါတပါး၌တန်ဃာတေမြတ်ရောက်လာလေဝိရိယယုံငါသည်စောစောကကြိုးတင်ကြွ၍အဝေးသို့ပြေးလေ၏ဉာဏ်ယုံငါသည်စောစောကမပြေးဘဲတန်ဃာတေမြတ်အမိတွင်တည်ခြင်းဟာဆောင်၍ဒီပြီးလျင်တည်ပြီးဟူသောမှဖြင့်ကုန်းပေါ်ရေဆက်၌တန်ဃာတေတို့ခြားထားသောခြားထားသောအခါ ရေနဲ့ရသို့အမြန်ဆင်းပြေးလေ၏ကံရှိသလိုဖြစ်လိမ့်မည်ဟုကံဟုတဲ့ကိုယ်သာယုံသောကံယုံငါကတံဃာတေတို့၏ပြုသည်မြခံကအသက်ဆုံးရှာလေသည်ဤငါသောငုံတို့တွင်ဝိရိယယုံငါ၌လွတ်လောက်သောကံလည်းရှိကြည်လင်လွတ်မည်ဟုညာလည်းရှိထို့ကြောင့်ဝိရိယထုတ်၍ပြည်သည့်အတော်လွတ်၏ ဉာဏ်ယုံငါမှလည်းလွတ်လောက်သောကံနှင့်ရှင်ကံနှင့်ဉာဏ်သမကရည်ရဲသို့စင်ပြေးမှု လုံလောက်ကိုလည်းပြု၏ထို့ကြောင့်လွတ်၏ကံယုံငါမှကံရှိစေကံမူဉာဏ်နှင့်လုံလောက်ကိုအသုံးချသောကြောင့်အသက်ဆုံးရှုံးရလေသည်ထို့ကြောင့်ကံပေးသည်။မြပရိသန္တိနေခဲ့ရပြီးနောက်တစုံတစ်ခုကောင်းကျိုးပေးရ၌တန်သည်ဝေသောအကြောင်းဉာဏ်သည်အလေအကြောင်း ဝိရိယသည်အနည်းဆုံးသောအကြောင်းဟုသောကြပြီးလျှင်ရှေးကံ၏အကျိုးပေးမှုကိုအလေးခရုမမျော်လင့်ပဲလောကီလောကတရားဆိုင်ရာ၌အတိအလိမ်မှဉာဏ်ပညာတော်ဝအောင်ကြိုးစား၍ကိုနှစ်တန်သော လုံလောက်ကိုအသုံးချပါမူစက်တီမင်္ဂလာအလိုအလျောက်ပေါ်ပေါက်လာပါလိမ့်မည်။အုံယောဂိနံကြိုးစားအားထုတ်လျှင်သောပုရိသဒီဟံယောက်ျားမြတ်တို့ လက်ခီကျက်တိမင်္ဂလာသည်ဥပေတိကဲ့ရောက်လာပြီဟုဟိတောပေသာဆိုထား၏ကံကြိုးပေးခွင့်ရအောင်ဉာဏ်ဝိရိယသာမကဒိုဒိုကိစ္စ၌အမြဲမရသောတတိလည်းအရေးကြီး၏ပြုဝေကိစ္စကိုမမရပေမည်နေလင်ဉာဏ်နှင့်ဝိရိယကိုအသုံးပြုနိုင်ရောထို့ကြောင့်ဘေယောကတံပတိကိုပြရန်၌ဉာဏ်ဝိရိယတတိသုံးမျိုးလုံးကိုပြသင့်ပါသည်မနေစရဘယီမကဒီဝါလင်္ကာများများဟာ ကံဥမူလတန်ဘုဒ္ဓတို့ဟောပြသည်မှာအရင်သာရှင်ဥစ္စာဘောကဇီဝိတနှင့်ဒုက္ခပွားရန်ဤလူထံ၌ဉာဏ်ဝိရိယပယောကတိကာလဒေတာပုဂ္ဂလကိုနှိုင်းစာအတုံကံကိုယုံ၍မိဘုံအတွင်မစင်းထိုက်စွာကြားရရလေဂျမ်းမာအကြောင်းမယိုးကောင်းဟုသူဟောင်းရှိကဆုကုန်ကြ၏လုံလမထူးဉာဏ်မကူပဲ အယူတဆောင်ကံတကြောင်းမြမကောင်းလေကံကောင်းလေကံဟုကံကိုကြီးတာမကိုရဘူးပညာဉာဏ်ဖြင့်သိမသိကို အခွင့်ရှု၍အပြုလုံးလာရှိအပ်စွာတည်းတန်ကလက်တွင် ရောင်လင်းရောက်လင်းဒုံညာသုံးကောင်ငါးကိုမှတ်သားဝန်ထဲနီးယူဆွေးလောကံမွေးညာတို့မလုံမလနမမဘူး အလကမျိုးအကျိုးယွန်းယူအလိုရော်ကြီးမကြော့ကြီးနီကိုလဲလုံးလာနဲ့လဲမ၍တောက်တကြံရမြင်မကြလင်လွဲကာကိစ္စပြီးနိုင်ကြ၏အာဒဘာလလူထုများတို့ကံဝိရိယမယုံကြဘူးတိဝမဟေပရမေတောဗြဟ္မာပိတ္တနုကဘာစုနိတကောကြီးမနတ်ဖေရတို့ ပေးစားဖန်ဆင်းဖြစ်တုံလေးဟုချွေရွံ့တမှုအမားပြုသည်တောင်သူယူလေယူလာသည်ဤကနာကိုကြည့်အတွင်း၌ကောင်းမြတ်သောအရာ ခိုင်မဲသောအရာဟု၍ဘာတစ်ခုမှမရှိပါအလိမ္မာစွာသောဂုဏ်များကအလွန်စင်ကြယ်၏မစင်ကြယ်သောခန္ဓာကိုယ်ကြီးဖြင့်စင်ကြယ်သောဂုဏ်တွေများရအောင်အားထုတ်ကြကုန်လောမဟာဗုဒ္ဓဘာသာဝင်များသည်မိုးမသေးအမြဲနေရာနိဗ္ဗာန်ကိုပင် မြုံမန်းမြုံမြန်းဆာ၍မရရအောင်အထောက်ကြကုန်သည်ယခုကကြီးဝါရေးစီဝါရေးပညာရေးလောက်ကိုပစာပြု၍ပစာမှု၍ကြောက်ရမည်သည်လုံလဝရိယကင်း၍အပြင်းစားအပေါ်စားလုံနေတော်လေဤခန္ဓာကိုယ်ကြီးပုံ၍မကြမ်းမှာပုံ၍အသက်မရှိတော်ပြီစစ်စစ်တော်ကပြင်းတိတိအတွက်ခန္ဓာကိုယ်ကြီးမှာ အခိုးအငွေ့တွေအပြင်သို့မထွက်ရသောကြောင့်အေးဆက်ဆက်ဖြစ်ကာပို၍မကြမ်းမမာဖြစ်သည်ထိုမကြမ်းမမှုကြောင့်အပြင်းထူးထူးမှာအသက်တို့ဝေတာများဤပြင်း၍အလုံးလုံးသူသည်တာ၍ပြင်းเสียဖြစ်နေပါလိမ့်မည်လုံလဝိညာမမှန်ဖြင့်အလုံးလုံးနေသူကိုလူကြီးကလည်းကြီးညိုလက်တွေကလည်းစောက်ရှောက်လို၏ရှေးကံတွေကလည်းအကျိုးပေးခွင့်တာ၍လှလှပပအကျိုးပေးကြသည်ထို့ကြောင့် လုံလာရှိသူတို့အဖို့မှာလောကကြီး၌ပျော်စရာကိုသာတွေ့ရပါလိမ့်မည်တနည်းအဖို့၌တက်ကုသိုလ်နှင့်ဥစ္စာသုံးချမ်းမာရေးလေးအတတ်ပညာငါတကောဂုံသည်ဤငါမျိုးတွင်တမျိုးမျိုးမှအကျိုးမရဘဲဂုံသွားသောနေ့သည်ဝမ်းနေစရာလွန်စွာသုံးမကြမတိခင်ကအသေးဖြစ်ရသောနေ့သည်ကုသိုလ်ဥစ္စာကြံခန့်သား၍ ။နေညာတကူတမျိုးမျိုးမှ အကျိုးမထွက်ထိုနေ့အတွက်တသက်ဝန်းနေပဲ။ဤကြောင့်ရမြတ်ကိုမရဗုဒ္ဓမြို့မဟာကန္တဆေရောကြီးဗမာကျမ်းစာဖြစ်တဲ့ရေရဏဂုံကြီးစာအုပ်မှာမျှဝေပူဇော်လိုက်ရခြင်းဖြစ်ပါတယ်။ဒါရေရဏဂုံကြီးစာအုပ်ဟာဗုဒ္ဓဘာသာဝင်များအနေဖြင့်အထူးတလဲမဖြစ်မနေဖတ်တင်သောစာအုပ်ဖြစ်ပါကြောင်းအတိပေးမျှဝေလိုက်ပါရစေ။